ဒီဗီဒီယိုကတော့ကျွန်တော်က beginner အတွက်ကျွန်တော်စဉ်းစားမိတဲ့ဟာကိုကျွန်တော် guideline အနေနဲ့ကျွန်တော်လောက်ထားပဲဖြစ်ပါတယ်ဒါကတော့ career အသေးစားကြတဲ့လူတော်မဟုတ်နဲ့အခုမှစပြီးတော့လေ့လာနေတဲ့သူတွေအတွက်ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ market အခြေအနေနဲ့ကျွန်တော်ကပတ်သက်ပြီးတော့ဘယ်လိုမျိုးတောင်းရင်စင်ပြေမလဲဘယ်လိုမျိုးလုပ်ရင်စင်ပြေမလဲဆိုတဲ့ဟာတွေကိုကျွန်တော်အနေနဲ့ guideline လေးအနေချင်းလုပ်ပြရဖြစ်ပါတယ်ဒါတော့ကျွန်တော်တရားဦးထဲရဲ့အမြင်ပဲဖြစ်ပါတယ် โอเคอ่ะဆိုရင်ကျွန်တော်တို့ကြိုးစားလေးပြီးရင်ခလိုက်အောင်ကြောညာကတော့တခြားမဟုတ်ပါဘူးကျွန်တော် software engineering class ပြင်တော့ပါတယ်ကျွန်တော် software engineering class ကဒီဇင်ဘာ18ရက်နေ့ကနေစာယူဖွင့်မှာဖြစ်ပါတယ်တပတ်ကို2ရက်သင်တော့မှာဖြစ်ပါတယ်ဟုတ်တယ်ဦးကြာပြီညနေ6:00နာရီ8:00နာရီဖြစ်ပါတယ်အဲ့ဒီ class ကို process အနေနဲ့ programming language တက်ဒီဖြစ်စေမတက်ဒီဖြစ်စေဝင်ရောက်ပြီးတော့တက်နိုင်ပါတယ် ဘာလို့လဲဆိုတော့ဒီဟာကကျွန်တော်တို့ software engineer software development အပိုင်းဒီမှာကျွန်တော်တို့ကကုတ်တင်မြေခင်မှာစပြီးလောရတဲ့ဟာတွေကိုကျွန်တော်ကသင်ယူပေးသွားမှာဖြစ်တဲ့အကြောင်းမလို့ brand အနေနဲ့တက်ပြီးလာလို့ရှိရင်လုံးဝနောင်တမရစီအောင်လို့ကျွန်တော်မှတ်ခဲ့ပါတယ်။ session လည်းဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram ဒါမှမဟုတ် Facebook ဒါမှမဟုတ် TikTok တို့မှာကျွန်တော်ကို live ဆက်တယ်လို့ရပါတယ်။ Okay ကျွန်တော်တို့ကဒီ ပိုင်းကို career fit တော့ပဲဗောနော်။ဒါပါတော့ကျွန်တော်တို့ web development, mobile development, AI machine learning develop, game development, UI UX, harmony, data science, data analytics စသဖြင့်ဗောနော်။ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့ tag ပိုင်းနဲ့ career ပြောင်းချင်တဲ့လူဒါမှမဟုတ် career အနေနဲ့ကိုယ်မဆက်ပြီးတော့လီလာနေဘာလို့စစ်စာဦးနေလဲလောက်ချင်နေဆိုရင်အဓိကတော့ကျွန်တော်ပြောနေရတဲ့အတိုင်းပဲ ကျောင်းနေဒီလိုမျိုးကာရီယာရေးချယ်တဲ့ချိန်မှာဆိုရင်ပထမအဆင့်ကတော့ကိုသွားခြင်းနဲ့လမ်းကြောင်းကိုတီးဖို့လိုရပါတော့။ကိုသွားခြင်းနဲ့လမ်းကြောင်းဆိုတာကိုကထားပါတော့ကျွန်တော်တို့က web development တောင်းပါလား။ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ mobile development ကိုတောင်းပါလား။စသဖြင့်ပါတော့ကျွန်တော်တို့သွားခြင်းနဲ့လမ်းကြောင်းကိုကျွန်တော်တို့သိချာလေးတီးဖို့လိုရပါတယ်။အဲတော့ပထမအဆင့်ပါတော့နောက်ပိုင်းကိုကဒီအားတွေကိုကိုကလည်းစပြီးတော့ရှောက်လန်းနေပြီကိုကလည်းလုံနေပြီနောက်ပိုင်းအဲတော့ ကျွန်တော်ဆိုရင်ကျွန်တော် web development game development နေပြီးတော့ကျွန်တော် web development ကူးတယ်ကူးပြီးတော့အခုကျွန်တော် AI machine learning အကူသွားတယ်ပြီး data science ဘက်ကိုလည်းကျွန်တော်ဆက်ပြီးတော့လုပ်တယ်ဒီကြားထဲမှာလည်းရဖန်ရခါ double ရောင်းရောင်းပိုင်းရောင်းအောင်အဲ့လိုမျိုးသွားပြီးလေးလာလိုက်သေးရပါတော့အဲထားပါတော့အဲ့လိုမျိုးကတက်မြောက်သွားပြီဆိုရင်လမ်းကြောင်းတစ်ခုပေါ်ရောက်သွားပြီဆိုရင်ဒီလိုမျိုး career တစ်ခုနဲ့တစ်ခုပြောင်းပြီးတော့လေးလာတာ career တစ်ခုကိုကိုယ်ကချိန်းတာရရှိပြေက ောက်တာတော့ပို့ပြီးတော့လွယ်သွားပါပြီ။အဓိကတော့ကိုပထမဆုံးသွားကျင်တဲ့လမ်းကြောင်းကိုတီးဖို့လိုတာပေါ့နော်။ဟုတ်ပြီဒုတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ရဲ့အခြေအနေပေါ့နော်။ကျွန်တော်တို့ရဲ့အခြေအနေဆိုတာကိုကိုတိုင်းရဲ့အခြေအနေပေါ့နော်။ကိုကိုတိုင်းရဲ့အခြေအနေဆိုတာကိုရဲ့ပညာရေးကိုကကိုရဲ့ပညာရေးကိုရင်စီဝါရေးစတဲ့ဖြစ်ပေါ့နော်။ကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကိုသဘောပေါက်တာဘယ်လိုလဲပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဘရောကိုက အင်းရဲ့စီပွားရေးတစ်ခုကိုဦးဆောင်ရန်လူလဲထားပါတော့ရယ်အီဇမဲနေရအောင်ပါနော်ဦးဆောင်ရန်လူဆိုရင်ကျွန်တော်တို့ကဒီမှာကာရီယာကူးပြောင်းလုပ်မယ်ဆိုရင်ကျွန်တော်ကမဖြစ်မနေစဉ်းစားဖို့လိုပြီးပါပြီးကာရီယာပြောင်းနေဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ဒါမှမဟုတ်ကိုယ်မှ stable ဖြစ်နေတဲ့အင်ကန်ရှိတယ်အော်ကျွန်တော်တို့ကအားရယူပြစ်ပြီးတော့ကျွန်တော်တို့ဝါနာပါတဲ့ကျွန်တော်တို့ဒီ tag file သွားမယ်ဆိုရင်တော့ကျွန်တော်တို့သိချာစဉ်းစားနေခြင်းနဲ့ ဒီကဟိုအရေးကြီးတယ်ဗောနော်စတီဗင်ကန်ဖြစ်နေတဲ့အချိန်မှာဒီလိုမျိုးကာရီယာပြောင်းပြီးတော့လုပ်မယ်ဆိုရင်တော့နည်းအနေရောများတယ်ဗောနော်အဲ့လိုမျိုးကိုယ်နေတယ်စဉ်းစားတဲ့နေဗောပြီးလို့ရှိရင်ဒီကာရီယာပြောင်းပြီဆိုရင်လည်းကိုယ်မှာဒီအဲဂျော့အော်ဖာတွေရဖို့အတွက်ဆိုတာလည်းကျွန်တော်တို့ဒီကျွန်တော်တို့မှရှိတင်ရှိတတ်တဲ့အဲလက်မှတ်ပဲဗျာဘယ်လက်မှတ်တော့လကောင်းကျွန်တော် certificate တော့လကောင်းကျွန်တော်နေအဲ့လိုမျိုးရှိမှပို့ပြီးတော့ဆင်ပြီးတော့ဗောနော်ခုနောက်ပိုင်းပြောပါ experience ရှိပြီလားဆိုရင်ဒီ area တွေကတိတ်ပြီးတော့ရေးတော့မကြည့်ပါဘူး experience မရှိသေးဘူးဆိုရင်ဒီ area လေးတွေကရှိထားတာပို့ပြီးတော့ကောင်းပါလိမ့်မယ်။ဒါနဲ့ job offer ရဖို့တော့ပို့ပြီးတော့ chance များတယ်ပေါ့ဗျာ။အာမမရှိတာနဲ့ဆိုင်ရှိတာတော့ပို့ပြီးတော့စင်ပြေးပါလိမ့်။အဲ့လိုမျိုးကိုကကိုယ့်ရဲ့အခြေအနေကိုနားလည်အောင်ပေါ့နော်။ဘယ်တော့ကိုလမ်းသွားကျင်တဲ့လမ်းကြောင်းရွေးပြီးပြင်ကိုယ့်အခြေအနေကိုနားလည်အောင်။ကိုယ့်အခြေအနေနားလည်ပြီးလို့ရှိရင်ကျွန်တော်တတိယအဆင့်အနေနဲ့ဘာလဲဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော် ကိုသွားခြင်းနဲ့ကိုလှုပ်ခြင်းနဲ့ဟာတခုရှိမယ်။လှုပ်လှုပ်ခြင်းနဲ့ဟာကျွန်တော်တို့တခုရှိတယ်။ဒါပေမဲ့လှုပ်တဲ့ဟာပေါ့နော်။လှုပ်တဲ့ဟာတခုရှိတယ်။လှုပ်ခြင်းတွေကစဉ်းစားမှာတော့ကိုယ့်ရဲ့အခြေအနေနဲ့အများကြီးသက်ဆိုင်ပါတယ်။ကိုယ့်ရဲ့အခြေအနေကလုံးဝဆေးပဲရင်းမိဆောင်နဲ့လေဒီကောင်ဝယ်ပါဖြစ်ဘူးဆိုရင်တော့ကိုကြိုက်တဲ့လောက်သွား ECV အင်းရလေကို support လုပ်နိုင်တယ်တခြားတော့ဟာဒီ သူကလည်းဘာမှပူပင်စရာမရှိဘူး။ဟိုကပြီးစေးသမားဆိုရင်တော့တိုက်တဲ့အတောင်ရွေးချက်လို့ရပါတယ်။ဘဝ development ပဲလောလောမိုဘိုင်း development လောလော game development ပဲလောလောကြိုက်တာကိုလောက်ပါ။ဒါပေမဲ့လောက်ပြီဆိုရင်လည်းကျွန်တော်အနေနဲ့လမ်းကြောင်းတစ်ခုပေါ့ကိုရောက်ဖို့အောင်ရောက်အောင်လုပ်ဖို့တော့လိုအပ်ပါတယ်။ဒီနေရာမှာကိုယ်မှာတစ်ခုခုပဲနော်။ကိုယ်ရဲ့အခြေအနေကတစ်ခုခုကိုယ်ချိန်မှဖြစ်မယ်ဆိုတဲ့ဟာပေါ့နော်။ဘဝချက်တစ်ခုခုရှိနေပါတော့။ဘဝချက်တစ်ခုခုရှိနေရဆိုရင် ျွန်တော်တို့ကဒီလိုမျိုးရွေးချယ်တဲ့နေရာမှာဖြတ်လန်းနီးသွားလို့တော့ရပါတယ်ဖြတ်လန်းနီးသွားတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ကျွန်တော်လုံးချင်တာက AI ဒါပေမဲ့ကျွန်တော်တို့ဒီပုံမှာစိတ်နေအများကြီးမပေးနိုင်ဘူးပြီးရင်ကျွန်တော်တို့ဒီပုံမှာ invest လောလောဆယ်မလုံနိုင်သေးဘူးပေါ့နော်အဲ့လိုဆိုတော့ကိုယ့်ရဲ့ချိန်ကကိုကိုယ့်ရဲ့ ASC ဘာရွေးဖြူရေကိုယ့်ရဲ့အင်ကန်ကိုကိုကဥဆောင်နေရတဲ့လူအင်ကန်အတွက်လည်းကိုကအလုံးလုံးနေရဒီလိုချိန်မှဒီအရာကိုလုပ်မယ်ဆိုရင်ကိုတက် ကျန်တဲ့ဟာတွေကနည်းနည်းအန္တရာယ်ရှိနိုင်တယ်ပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုတော့ quantity tag ဘိုင်းကိုလည်းတွားချင်တယ်မလားတွားချင်တယ်ဆိုရင်ကျွန်တော်တို့ landing curve မြင်တာနဲ့နေတာနှစ်မျိုးရှိရဲကျွန်တော်တို့ဒီတက်လန်းကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ landing curve မြင်တာနဲ့စပြီးတော့တွားပါတကယ်တကယ်တော့ဒါတော့ဖြတ်လန်းတော့ဘောပေါ့နော်လူတိုင်းလုံးတရားတဲ့အရာပဲပေါ့နော် landing curve မြင်တာနဲ့ပဲအကုန်လုံးစကြတာပါလူမှာဖုံးဆိုပြီးတော့ ညွေနက်ဝက်တွေပါတယ်လို့တန်းတင်လာတော့မဟုတ်ဘူးเนาะကျွန်တော် landing page name နဲ့ဟာနေကျွန်တော်စမယ်အဲ့နေကျွန်တော်တို့ဒီမှာ foundation ကျွန်တော်နေ foundation ခိုင်အောင်လုပ်မယ် foundation ခိုင်အောင်လုပ်ထားလို့ရှိရင်ကျွန်တော်တို့ကဒီ landing page မြင်းနဲ့ AI တို့ကျွန်တော်တို့ဒီ machine learning တို့ကျွန်တော်အဲ့ဘိုင်းမျိုးတောင်းပြီးဆိုရင်လည်း easy ပဲဖြစ်တော့ပါတယ်အဓိကတော့ကျွန်တော်တို့က foundation ကိုတည်ဖို့လိုအပ်ပါတယ်။အဲကြောင့်မလို့ကျွန်တော်တို့ကဒီလို AI machine learning ကို diet တောင်းမဲ့စား ဒီ learning curve နဲ့ web development မှာဟိုဒါမှမဟုတ်လေကျွန်တော်တို့ဒီ mobile development တို့ကိုစပြီးတော့တော်တော်ပို့ပြီးတော့ကောင်းပါတယ်ဒါတော့ကျွန်တော်ရဲ့ example ပြပြပါတော့เนาะကိုလုတ်ချင်တာနဲ့လုတ်တင်တာကိုတော့ခွဲခြားပြီးတော့လုတ်စီခြင်းပါတယ်ဒီလိုအချိန်ကြီးရောက်ရင်တော့ကျွန်တော်တို့လုတ်တင်တဲ့ hardware ရွေးစီခြင်းပါတယ်ဒီလိုမျိုးတွားပြီးတော့မှနောက်ပိုင်းကျရင်ကိုစိတ်ဝင်စားတဲ့ AI machine learning ပြောင်းတာဖြစ်ဖြစ်ကျွန်တော်တို့ dashboard သွားတာဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ ဒီ game development ဘိုင်းကိုပြင်ပြသွားတော့ဖြစ်ကြောင်းတွေလောက်လို့ရပါတယ် Okay ဒီနေရာမှာတခုပြောစရာရှိတာကကျွန်တော်တို့က local မှာပဲလုပ်မယ်ဆိုရင် local market ကိုနားလည်ဖို့လည်းလိုအပ်ပါတယ် local market မှာဆိုရင် local market မှာဆိုရင်ကျွန်တော်တို့အခုလက်ရှိမှာဆိုရင်ကျွန်တော်တို့ဒီ web development mobile ပြီးရင်ကျွန်တော်တို့ဒီ UI UX နဲ့ dashboard network ဒီဘိုင်းတွေကပို့ပြီးတော့များပါတယ် game development ကြတော့ဘာဖြစ်လို့နည်းလဲဆိုတော့ကျွန်တော်တို့နိုင်ငံကဒီ game development မှာ investment မလုပ်တာလည်းပါတယ်ပြီးရင်အာမပြီးတာလည်းပါတယ်ဘောနော်အခုနောက်ပိုင်းတော့တိုးတော့တိုးတက်လာပါတယ်အခုနောက်ပိုင်းဆိုတာလှုပ်တဲ့လူတွေ game jam လို့ပါတော့အဲ့လိုမျိုး event တွေပါလုပ်ပြီးတော့ support လုပ်တာကိုတွေ့ရပါတယ်အဲ့တော့တော့ကောင်းနေချက်ပဲအရင်တော့ဆိုရင်မရှိကားတွေကကော့ကိုလေးလားကော့ကိုလောအဲ့လိုမျိုးပဲခုနောက်ပိုင်းတော့အဲ့လို game jam လေးတွေပါလေးရှိလာတော့ဒီလှုပ်ချင်တဲ့လူငယ်တွေလည်းပို့ပြီးတော့ အဆင်ပြေပါတော့เนาะခုနောက်ပိုင်းနောက်ပိုင်းဆိုရင်တော့ဒီ game development ကကျွန်တော်တို့စီမှာကိုးတက်လာဖို့တော့ကျွန်တော်တို့မြင်ပါတယ်ဘာလဲဆိုတော့ community support လည်းရှိပြီမို့လို့ပါโอเคကျွန်တော်တို့ကဒီ local မှာအရင်ဆုံးလုပ်မယ်ဆိုရင်ဒီ local မှာ popular ဖြစ်တဲ့ high tech ကအလွယ်ဆုံးတစ်ခုကိုကျွန်တော်တို့အနေနဲ့စပြီးလေ့လာဖို့လိုအပ်ပါတယ်ဘလိုလေ့လာပြီးတော့မှကိုက experience ယူမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ network တွေထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့သွားကျင်တဲ့ဟာကိုလည်း ထိုင်ရရလို့ဒစိတ်တပိုင်းနဲ့လေးလာမယ်လေးလာမယ်လေးလာရင်လည်းနောက်ပိုင်းကိုကအဲပြင်ပါကျွန်တော်ဒီ foreign မှာသွားလောက်တာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့လုပ်လို့ရပါတယ်။ဟုတ်ပြီကျွန်တော်အနေနဲ့ပေါ့နော်ဒီပိုင်းကျွန်တော်ဒီ tag ပိုင်းကိုလေးလာပြီဆိုရင်မဖြစ်မနေထိန်ဆောင်ကနေပါနေရတော့ကျွန်တော်ရဲ့ English ပြီးပါနော်။ English ကဘာလို့လိုလဲဆိုရင်ကျွန်တော်တို့က English စာကိုအတန်းပဲရေးတန်းရမယ်။နားလည်အောင်ဘာသာပြန်တတ်ရမယ်။အဲဒါတော့ ရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့ tag နဲ့ပတ်သက်တဲ့ document တွေအကုန်လုံးကအင်္ဂလိပ်လိုပဲရေးထားဖြစ်ပါတယ်ဒါပေမဲ့ခုနောက်ပိုင်းတော့ AI ပေါ်လာပြီဆိုတော့ AI နဲ့အဲ့ဒါကိုနားလည်အောင်စေမဖြစ်အောင်ဘာသာပြန်ခိုင်းဘာညာဆိုပြီးတော့လုပ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီအုံလုံးတွေပေါ့နော်ကျွန်တော်တို့ local မှာ local မှာလုပ်ဒီဖြစ်တော့လေကျွန်တော်တို့ကအတုံးလုံးတွေကိုကျွန်တော်အင်္ဂလိပ်ဟိုမျိုးတောင်းရတာပို့ပြီးတော့များပါတယ် ။နောက်တော့ဗျာ API integration ဆိုဘယ်လိုပြောအောင်လဲ။ဟော application တစ်ခုနဲ့တစ်ခုဆက်သွယ်ဖို့အတွက်ဟောစူစီးထားတဲ့ຢာလားဖားလား။အဲ့လိုမျိုးဖြစ်သွားပါတော့နော်။မြန်မာလိုကြီးဆိုကန့်လန့်ရင်ဖြစ်နေတယ်။အဲကြောင့်မို့ကျွန်တော်တို့ English ကြီးရလေ intermediate မဟုတ်ရင် upper intermediate ပေါ့နော်။အဲ့လောက် level လောက်အထိရအောင်လို့လုပ်ထားသင့်ပါတယ်။ Okay နောက်ဆုံးတစ်ချက်တော့ကျွန်တော်တို့ဒီ ကျွန်တော်တို့ဒီလမ်းကြောင်းကိုဖြောက်ပြီဆိုရင်ကျွန်တော်တို့နေ့တူတူက daily ပေါ့နော်ကျွန်တော် practice လုပ်ဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ idea ရရင်ရသလိုကျွန်တော်တို့ရဲ့ project base တွေလုပ်ပြီးတော့ကိုယ့်ရဲ့ portfolio မှာပြန်ပြီးတော့ showcase လုပ်တင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လည်းလူတွေပဲလေကျွန်တော်တို့က AI လို့ chatbot တွေမှာမဟုတ်တာကျွန်တော်တို့အနေနဲ့ကုတ်ရေးတယ်2ရက်3ရက်ဒါမှမဟုတ်ရင်တစ်ပတ်လောက်ရေးပဲဒီအိုင်းထားလိုက်လို့ရှိရင်ကျွန်တော်အဲရေးတဲ့ကုတ်တွေကျွန်တော်မေးသွားတယ်အဲ့ပြဿနာရှိပါတယ် အဲကြောင့်လို့ကျွန်တော်တို့အနေနဲ့အနည်းဆုံးတော့ဗောကျွန်တော်တို့တနည်းကိုနည်းနည်းဗောနော်တနည်းကိုနည်းနည်းပုံရေးကြည့်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့မရေးတာကြရင်မိပါတယ် logic ကိုတော့နားလေတယ်ဒါပေမဲ့အဲ့ logic ကိုပြန်ရေးဖို့အတွက်ဆိုရင်ဘယ်ကနေစရေးလို့ရေးရမှာမသိဖြစ်တော့ပါလေအားလေကျွန်တော်ကိုယ်တိုင်ပါဝင်မယ်ဘာလို့လဲဆိုရင်ကျွန်တော်လည်းတပတ်လောက်မရေးလိုက်လို့ရှိရင်ကိုကြီးတန်းဟာဘာဒီမှန်းတော့မသိတော့ဘူးအဲ့လိုမျိုးဖြစ်တတ်ပါတယ် နောက်ကတော့ project bay ပေါ့နော် project bay ကတော့ဒါတော့ကို idea ရရင်ရလို့အချိန်ရရင်ရဆိုပြပြချင်းတိဆောက်ပြီးတော့ကျွန်တော်တို့လုပ်သင်ပါတယ် project bay လောက်တာကျွန်တော်ရဲ့ scale ကိုလည်းတက်စီလို့ကျွန်တော်တို့ရဲ့ portfolio မှာလည်းဒီရဲ့ project bay လောက်ထားရဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဖော်ပြလို့ရပါတယ်ပေဒီကတော့ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်စဉ်းစားမိတဲ့ဟာလေးတွေကိုကျွန်တော် beginner အတွက်ကျွန်တော် guideline လေးလုပ်ပေးတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တူတူတယောက်တည်းအမြင်ပဲဖြစ်ပါတယ်။ဒီထဲမှာလိုအပ်ချက်တွေရှိခဲ့လို့ရှိရင်လည်း ဒီဗီဒီယိုရဲ့အောက် comment section မှာဝင်ရောက်ဆွေးနွေးသွားပြီးလို့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။အားလုံးပဲ happy coding ပါခင်ဗျာ။